ကျေးဇူးရှင်တွေကျမတို့ညီအမတွေရဲ့ဗီဒီယိုဖိုင်တွေကိုတင်တင်ပြီးမှပေါ့နော် like တွေ follower တွေရှာနေတဲ့ကျေးဇူးရှင်တွေရက်တန်းကရက်လိုက်တော့အခုအချိန်ကလေကပါနဲ့အလိုက်ပူဆွေးတောကားတွေနဲ့ရင်ထဲမှာများပြီးတော့မှနော်အခက်ခဲတွေကိုရင်ဆိုင်နေရတာရှင်တို့အတွက်ကဒီရဲ့ like တွေ follower တွေက အခုထိကိုအေးပါနေတုံးလားတစ်ထပ်ဖြစ်မယ်ဆိုရင်ဒီညီအမတွေရဲ့ဗီဒီယိုဖိုင်တွေယူပြီးတော့မှလေ లై မော်မှာပြောမယ်ပြောမယ် ညီတို့ညီတို့ညီတို့တွေကိုလေငါတို့တွေကမပြောချင်လို့ကြိနေတာသားမတူလို့ငါတို့လာမညိတာနော်ဒီလောက်ထိညီတို့တွေကဘာကြီးပြက်နေတယ်နော်အဲ့ဒါကိုတောင်မှ like တွေ follower တွေရချင်လို့ငါတို့ညီမတွေရဲ့ video file တွေကိုယူပြီးမှ အခုထိကို like တွေ follower တွေရှာနေတော့အရင်ယွန်ဖို့ကောင်းတယ်တကယ်ယုံမို့ကောင်းတယ်လူတွေကိုကူညီချင်းတယ်ဆိုရင်ငါတို့ညီမတွေကို line ပေါ်မှာဆဲနေလို့ပြောနေလို့ကူညီရမရောက်ဘူး ကိုအိတ်ကထရပတ်ဆောင်ကိုထစ်ဖြစ်တယ်ဆိုတာနဲ့လိုင်းပေါ်တင်လိုက်ပြီဒီညီမနှစ်ယောက်ပေါ့ဒီလိုမလူဘူးလားဒီအချိန်ကလေအတန်းရှင်းရှာတဲ့အချိန်မဟုတ်ဘူးရက်လိုက်တော့ညွန်စရာကောင်းတယ်နေတော့အတန်းရှင်းရှာနေတာတွေကလေတွေ့တယ်နော်ပူဆွေးတော့ကားတွေအများများနေလို့နေတော့နဲ့နေတော့နဲ့လေတမ်းမတူလို့မပြောတာနော်ရှမ်းရှုံမို့ပြီးတော့လေအတန်းရှင်းရှာနေတဲ့သူတွေကဘယ်နှပြားလူပြီးပြီလဲပြော သူများနိုင်ငံမှာအားရဘူးထိုင်ပြီးတော့မှမြန်မာပြည်ကဟိုမင်းသမီးတွေကိစ္စဆိုလဲပါမယ် နော်ဟိုကိစ္စဆိုလဲပါဒီကိစ္စဆိုလဲပါပါလျာငပိချက်တယ်ယုံမို့ကောင်းတယ်နေတော့ကိုလေကျမတို့ဆိုရှယ်မီဒီယာမှာအလုံးလုံးနေရလေကြားဘူးလားဘယ်သူတယောက်ကိုစောက်ကြောင်ပြောလဲပြောဘူးလားကြားဘူးငါတို့ညီမတွေရလေငါတို့ပျက်စီကောင်းကြောင်ပြောပြီးငါတို့အလုတ်ကိုပဲငါတို့လောက်တာငါတို့ပျက်စီကောင်းချင်လို့သူများမကောင်းကြောင်ပြောတဲ့ထဲငါတို့လည်းမပါဘူးခဏလေးခဏလေးပြောပြမယ်နော်ဘောရအရန်ဖြစ်တယ်ဆိုရှယ်မီဒီယာမှာဒီညီမနှစ်ယောက်နမည်ကြီးเนี่ยအခုမှနမည်ကြီးတာမဟုတ်ဘူးသူများမကောင်းကြောင်ပြောပြီးနမည်ကြီးနေတာသူများမကောင်းကြောင်ပြောပြီးနမည်ကြီးเนี่ย နည်းနည်းလေးတစ်ထစ်ဖြစ်တာနဲ့လေဒီညီမတွေရွှေရွှေဝတ်တယ်ဟိုလူကသနာဖို့ကောင်းလိုက်တာဒီညီမတွေကြတော့မပြောဘူးလားအဲဟိုလူကပြောမယ်နော် လူတယောက်ကိုတကယ်တနာတယ်ဆိုရင်ကိုအိတ်ကတ်ထေကပတ်စံကိုထုတ်ပြီးမှတစ်ဖက်လူရဲ့အခက်ခဲကိုတနာလို့ရတယ်လားတနာလို့ရတယ်ရှင်းလိုက်အဲ့ဒါကဒုက္ခရောက်နေတဲ့သူလဲတကယ်ထိထိရောက်ရောက်ကိုအကူအညီရတယ်နော်ဒုက္ခရောက်နေတဲ့သူတွေကိုတနာလိုက်တာဆိုပြီး line ပေါ်မှာကိုရင်ညီမတွေကိုထိုင်ပြီးနေလို့လေဆဲဆိုနေလို့ဒုက္ခရောက်သွားတဲ့သူတွေကတကယ်အကူအညီမရဘူးနော်တကယ်အကူအညီမရဘူးနေတို့တွေကလူတစ်ဖက်သားကိုတနာတယ်ဆိုပြီးမှလေဘန်းပြပြီးနေတို့က follow ပါတယ်အသေးတွေ like တွေရှာနေတယ်ကိုရင်ကလေတိလား တကယ်ဆိုရှယ်မီဒီယာမှာအလုံးလုံးနေတာပဲတူတူတယောက်ကိုမှမပြောငါတို့စနစ်ကိုလက်ဆိုင်ကြည့်လိုက်ငါတို့ရဲ့ဗီဒီယိုဖိုင်တွေကြည့်လိုက်ငါတို့ဈေးရောက်ချင်လို့ဘသူရဲ့စတင်ကိုခဏလေးမမတဲမချင်းချင်းဆိုတာဒီလိုနေတာနော်ဒီလိုပဲငါတို့ရဲ့နောက်ကျောင်းလန်ကြည့်လိုက်ငါတို့ line ပေါ်မှာလေပြောမယ်ဆိုရင်ဇက်မြက်ကိုအရင်လန့်ဘလို့မိန်းမတွေလဲဆိုတာအရင်လန့်လန့်ပြီးမှပြော အခုလူတန်းသွားမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော် line ပေါ်မှာချပြတဲ့ဆိုတာကလည်းလေအရန်နဲ့လေဂုံယူမော်ကြွားပြီးမှငါဒီလောက်လူတန်းပါတယ်ငါဒီလောက်ကြီးအဲလူတန်းလိုက်ပါတယ်ဆိုမှဂုံယူမော်ကြွားပြီးပြောနေတာမဟုတ်ဘူးပြောချင်တာကမြန်မာပြည်ကြီးကတကယ်ကိုအခက်ခဲကြားတဲ့ကိုရောက်နေတာတကယ်ကိုဒုက္ခတွေရောက်နေကြတာကျင်းကျင်းတို့တွေဒီ ငလျင်ဘေးအန်ဒီမှာလူတန်းနေတဲ့တူးပြောက်ချင်းစီကိုကျေစုအရန်တင်တယ်။ဘာလို့လဲဆိုတော့အခုဖြစ်သွားတာကအများနဲ့ဖြစ်တဲ့ပုံမှာတူးတယောက်ရဲ့အကူညီခဲနဲ့ကိုတကယ်ကိုမလုံလောက်တာ။လူသားတိုင်းလူသားတိုင်းကိုချင်းစာစိတ်လေးထားပြီးမှဝိုင်းဝန်းပြီးတော့မှပေါ့နော်။ဖေးမကူညီပြီးမှအခက်ခဲဖြစ်သွားတဲ့ဆိုတဲ့မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေအနှွေးသက်လေးတွေနည်းနည်းလေးနည်းနည်းချင်းစီပေးမယ်ဆိုရင်တော့အလင်းရောင်ဆိုတာဖြစ်လာမှာပဲလေ။အဲ့ဒီအတွက်ကြောင့် ဒေါသတွေအာကာတတွေအမုန်းပြားတွေလျှော့ပြီးတော့မှဘလိုမျိုးဒီတစ်ခေါက်ဖြစ်သွားတဲ့တဘာဝဘေးအန္တရာယ်ငလျင်ငလျင်တန်ကြောက်ဒုက္ခရောက်သွားတဲ့ပြည်သူပြည်သားတွေအတွက်ကျင်းညွန့်ညီမနှစ်ယောက်ကမှတ်ကျင်ကျင်နဲ့မမတဲကကိုပိုင်ပတ်စံနော်နေမအိမ်ညမအိပ်ပဲနဲ့လေရှာထားတဲ့ပတ်စံတွေထဲကကိုအိတ်ကတ်ထဲကပတ်စံထဲကတယောက်ကို3900 3000တိတိကို မှတင်လူတန်းသွားမှာပဲဖြစ်တယ်ဒါပေမဲ့ဒီပတ်စံကိုလူတန်းလိုက်ရလို့အရန်ပျော်လာမေးကြည့်မပျော်ဘူးဘာလို့လဲဆိုတော့တကယ်ဒုက္ခရောက်သွားတဲ့သူတွေအတွက်ကျကျွန်တော်လူလိုက်တဲ့ဒီသိန်းတစ်ထောင်ဆိုတဲ့ပတ်စံကသူတို့အတွက်ကမြူမုံမြူဝါးလောက်ပဲရှိတယ်သူတို့ရဲ့ဘဝကြီးတွေကပျက်စီးသွားတာကျကျွန်တော်လူလိုက်တဲ့ဒီပတ်စံသိန်းတစ်ထောင်ဆိုတာကျကျွန်တော်နင်းနင်းလတ်လတ်နေမအိမ်ညမအိပ်ပဲနဲ့ရှာထားတဲ့ပတ်စံမှန်ပေမဲ့လည်း ချင်းချင်းတို့လှူလိုက်တာတစ်ဖက်ဒုက္ခရောက်သွားတဲ့သူတွေတော့ကညုံမုံလောက်ပဲရှိတယ်အနှွေးတက်နည်းနည်းလေးပေးလုံးလောက်ရောက်ပဲရှိတယ်အဲ့တော့ဒီတိတ်တထောင်လူယုံတဲ့တင်ကိုချင်းချင်းတို့ညီမတွေကမပျော်နေဘူးဒီထပ်ပို့ပြီးလှုပ်ပေးခြင်းနဲ့